ဒီဆက်လေးမှာဆိုရင်တာယာမျိုးစားနေရတော့ရေရောကုံရောသုံးလို့ရတဲ့ဒီကုံသုံးမျိုးတာယာမျိုးစားကိုတက်စင်ထားပြီးတော့သူ့ရဲ့တာယာနောက်တာယာဆိုင်လေးရတော့ကျွန်တော်တို့73 6 28မျိုးစားဖြစ်ပြီးတော့ရှိတာယာကတော့ကုံ96တာယာမျိုးစားကိုစိုက်ကိုသုံးပေးပါပါတယ်အင်းကြီးကတော့လေလုံးတို့အင်းကြီးမျိုးစားဖြစ်ပြီးတော့ငင်းကောက်ရာဖြင့်54ကောင်ရှိပါတယ် ဆက်မှာဆိုရင်ကျွန်တော်တို့ hydraulic မားနိုင်တဲ့အာခုလည်းမားနိုင်တဲ့အာအနေနဲ့မားနိုင်တယ်လားတကံခွဲဒီမားနိုင်တယ်အင်ဂျင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့အီဇောမှာဆိုရင်လေအတန်ထွက်လာတဲ့အင်ဂျင်တန်ကိုလုံလုံကြုံမှုရှိအောင်လို့ဒီစံငါစာထည့်ပေးထားတယ်ခီစတာမှာဆိုရင်လေစီဖတာမှာဆိုလေရေတကယ်လို့ပါခဲ့တယ်ဆိုရင်ရေကိုဖောက်ချဖို့အတွက်ရေရေတို့အလဲတို့ဖောက်ချဖို့အတွက်အလွယ်တကူ မြင်နိုင်တဲ့ဘူးကြည့်ဘူးလေးနဲ့တက်ထားပါတယ်ဒီတန်းစီမှုစနစ်မှာဆိုရင်ကျွန်တော်တို့အစိုးစစ်ကအချောက်စစ်ကတက်ဆင်ထားတဲ့အတွက်ကြောင့်မလို့ဝင်လာတဲ့အင်ဂျင်တွေဝင်မဲ့လေကိုတန့်စင်မှုအားပို့ပြီးတော့ကောက်ပါလေ အော်တိုပန်တက်ဆင်ပေးထားတဲ့အတွက်ကြောင့်မလို့စီလီခိုတာတို့ဘာလို့မဖြစ်စေပါဘူးအကျွန်တော်ဒီဆက်လေးမှာဆိုရင်50ဘိုင်းမှာဒီဟာဝင်နေလဲဆိုရင်ဆက်နှိုးလို့မရပါဘူးဒီရှင်းနောက်ဒီဟာလေးဝင်နေဆိုရင်ဆက်နှိုးလို့မရဘူးနောက်တစ်ခုနေနေဆိုရင်ကျွန်တော်တို့ဒီမှာဗီဒီယိုဂီယာဗီဒီယိုဂီယာဝင်နေဆိုရင်လည်းဆက်ကိုပြေးပြီးမနှိုးပါဘူးကျွန်တော်တို့ဒီမှာဆိုရင်ဒီဆက်မှာဆိုရင်ဒီဟာချက်နေဆိုရင်1 2 3 4ဂီယာ ပါမယ်ပေါ့နော်ပြီးတော့အနည်းမြန်ကြီးရပါမယ်ပြီးတော့စီနောက်ကြီးရပါမယ်ပြီးတော့ 4V 2V ကြီးရပါမယ်ပြီးတော့ PDO ကြီးရပါမယ် PDO ကြီးရမှာဆိုရင် PDO မှာဆိုရင်ကျွန်တော်တို့ PDO အနေနဲ့ဆိုရင်50နဲ့950ဆိုပြီးတော့မျိုးပါတယ်ပေါ့နော် PDO အချက်ကြီးလို့တလို့ကိုလိုရင်းလို့တလို့အချက်ကြီး PDO အပိုက်ကြီးကိုပြောင်းပြီးတော့မောင်းလိုက်ရတယ် Oh, <laughs>